ကဲရုပ်ဆိုတဲ့ခန္ဓာငါးပါးကြည့်ကြည့်ရန်သူလားမိတ်ဆွေလားစဉ်းစားကြည့်ရအောင်ရုပ်ခန္ဓာကိုကြီးရထားတဲ့ပုဂ္ဂိုလ်တရားဟာကိုယ်စိတ်ထဲမှာဘာဖြစ်လဲဒီရုပ်ခန္ဓာကိုယ်လေးငယ်ရတဲ့ပုဂ္ဂိုလ်တွေဆိုရင်အမြဲတမ်းဝါလို့အမြဲတမ်းလှလို့အမြဲတမ်းကြမ်းမာလို့မနေချင်ဘူးလားတို့တော့အဲ့ဒီယောဂကိုကိုဖြစ်ချင်တိုင်းဖြစ်ရလားမိတ်ဆွေဆိုတာကိုယ့်ရဲ့ အလိုကြလိုက်လျောတယ်ရန်သူဆိုတာကိုယ်နဲ့ဆန့်ကျင်ပဲလုပ်တယ်ဟုတ်ကဲ့ကဲယုတ်တရားဟာကိုယ်နဲ့ဆန့်ကျင်ပဲလုပ်သလားလိုက်လျောတာလားအေးယုတ်တရားတွေကဆန့်ကျင်ပဲလုပ်တာကိုယ်ကမျက်စိမမှုံညင်ဘူးမှုံလာမယ်နားမထိုင်ညင်ဘူးထိုင်လာမယ်စပင်းမဖြူခြင်းဘူးဖြူလာမယ်ပရေမတွန့်ခြင်းဘူးတွန့်လာမယ်ကိုပြောတာတခုမှနားမထောင်ဘူးဟုတ်ကဲ့ ဆန့်ကျင်ပဲလုပ်နောက်ဆုံးဒီယုတ်ခန္ဓာသာဝရမမြဲတဲ့အရာဖြစ်သောကြောင့်အကြောင်းတစ်ခုခုကြောင့်အကြောင်းမညင်ညွတ်တော့ဘူးဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကသူ့ရဲ့သဘာဝရပ်ဆဲသွားတာဖြစ်တော့လူဟာသိရတာပဲမဟုတ်လားသိသွားတယ်လူမသိခင်ပဲမျက်စိကွယ်သွားတာရှိတယ်နားကန်းသွားတာရှိတယ်ဟော လူမသေးခင်ကပဲတချို့ရုပ်တွေပြက်သွားတယ်ဟုတ်ကဲ့လားဒါကြောင့်မလို့မြတ်စွာဘုရားကဝတ္တကံရူပံရူပံယုတ်တရားဆိုတာဝတ္တကံသူသတ္တမပဲသူပဲလူတွေကိုတတ်တာဒီပြင်လူကတတ်တာမဟုတ်ဘူးအတွင်းလူသတ္တမပေါ့နော်တို့တူပဲဝေဒနာဆိုတဲ့ခံစားချက်ကိုကြည့်လူတွေကခံစားချက်နဲ့ပတ်သက်လာရင်လို့ရှိရင် ခံစားချက်ကအ ਨੇ ဆုံး၃မျိုးရှိတယ်ဒုက္ခရယ်ဒုက္ခရယ်အတုခမဒုက္ခရယ်ဒုက္ခဆိုတာကိုချမ်းသာစိတ်ချမ်းသာဒုက္ခဆိုတာကိုဆင်းရဲစိတ်ဆင်းရဲအတုခမဒုက္ခဆိုတာချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်အဲ့ဒီခံစားချက်၃မျိုးတည်တည် အာယုံနဲ့တွေ့တဲ့အခါမှာတစ်ခါတစ်ခါချမ်းသာတဲ့ဟာပေါ်တယ်တစ်ခါတစ်ခါဆင်းရဲတာပေါ်တယ်တစ်ခါတစ်ခါချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုပြီးတော့အာယုံပေါ်မှာခံစားချက်ဒီလို၃မျိုးဟာရံခါရံခါလက်ပြီးဖြစ်အဲ့ဒီခံစားချက်၃မျိုးဒီတည်မြဲနေတာမဟုတ်ဘူးတဲ့ကဲတရားချင်းခင်သူတော်စင်ပြိဿတို့စဉ်းစားကြည့်အစင်သာဝရဝမ်းနေနေတာမရှိတယ်လို့အထင်သာဝရဝမ်းတာနေတာရောရှိရလား ေးဝမ်းနေတာလည်းတခဏပဲဝမ်းသာတာလည်းတခဏပဲဟုတ်ကဲ့လောကမှာလူတွေဝမ်းနေကြရှင်ဝမ်းနေတော်လေးကြအခုချိန်ကိုတော်လေးကြကြီးနေကြတာပဲတွေ့ရတာဟောအခုချိန်ကြီးတော်ကြငိုးနေတာတွေ့ရပြန်မတွေ့ရဘူးလားဘယ်ဟာမှမတည်ရဘူးတဲ့ဝေဒနာဟာလည်းပဲသူ့ဘာသူတင်မဲ့ သူတတန်းရသူအသေးသေးသွားတာဖြစ်တော့ကြောင်သူသေးနဲ့ဂျန်တဲ့ဟာတွေတေးရတာဖြစ်လို့သူ့ကိုသူသာသမားတဲ့ယန်သူတဲ့ကိုကဝမ်းသာခြင်းနဲ့သူကဝမ်းနေတယ်ကိုကဝမ်းနေဝမ်းသာခြင်းနဲ့ဝမ်းနေတယ်ဆိုတာကိုအလိုကိုလိုက်ထားလားဆန့်ကျင်တာလားအေးဆန့်ကျင်တာအတွက်ကြောင့်ဒါကြောင့်လို့သူ့ကိုယန်သူလို့ဒီလိုသတ်မှတ်တယ်ထို့သူပဲသိညာ ။သင်ညာဆိုတာအာယုံတစ်ခုကိုတွေးလိုက်တဲ့အခါမှာစိတ်ထဲမှာမှတ်တမ်းတင်လိုက်တာ။မှတ်လိုက်တယ်။ဆိုပါစို့အဖြူ၊အဝါ၊အနီ၊အစိမ်းအယောင်ကိုကြည့်ပြီးတော့မှတ်လိုက်တယ်။နောက်တစ်ခါတွေ့ရင်အရင်တစ်ခါမှတ်ထားတဲ့အတိုင်းပဲဒါကအဖြူ၊ဒါကအနီ၊ဒါကအဝါ၊ဒါကအစိမ်းမသိဘူးလား။အဲ့ဒါသင်ညာကြောင့်သိတာ။လူဆိုလို့ရှိရင်လည်းမှတ်လိုက်တယ်လေ။ပထမဆုံးတွေ့တဲ့လူတော့ဩဒီလူကအရက် ရှေရှေတို့မို့အရက်ခုခုပိမ့်ပိမ့်တို့မို့ဝါဝါဟုတ်ကဲ့လားအသားရောင်ဖြူတယ်ညိုတယ်တခါတည်းမှတ်လိုက်တယ်အဲ့ဒီမှတ်ထားတဲ့အတိုင်းနောက်တစ်ခါပြန်တွေ့တဲ့အခါကျမသိဘူးလားအဲ့ဒါတင်ညာရဲ့သဘောတွေအဲ့ဒီလိုတင်ညာကမှတ်ထားတဲ့တင်ညာဟာလည်းပဲတည်မြဲတာမဟုတ်ဘူးတဲ့သူလည်းတခဏပဲဖြစ်ပြီးတော့တခဏပဲပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့် ရန်သူပဲကိုမှတ်ချင်တဲ့အတိုင်းကိုမှတ်လို့မရဘူးပညာပျောက်သွားတာတွေအများကြီးရှိတယ်တခါတရံလွယ်မှားစွာပြောတာတွေရှိတယ်ဟုတ်ကလားအေးဒါကြောင့်မလို့ပညာဟာလည်းပဲကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးစမ်းကျင်တတ်လို့ရန်သူလို့တိလို့သတ်မှတ်တယ်ထို့တူပဲသင်္ခါရဆိုတာအတွေ့အကြုံအကြံတွေလူကျင်တာတွေမုံတိတာတွေစသဖြင့်လူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဉာဏ်နဲ့သဘာဝတရားတွေဟာလည်းပဲထို့တူပဲ တည်မြဲတယ်ဆိုတာတခုမှမရှိဘူးကဲတတိယမရှိနဲ့စိတ်ဆိုးတာတခုပဲရှိစိတ်ဆိုးတယ်ဆိုတာအမြဲတမ်းဆိုးသလားတခါတရံဆိုးတာလားအေးကိုမကြိုက်တာနဲ့တွေ့ရင်အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါစိတ်ဆိုးတယ်အိဋ္ဌာယုံနဲ့တွေ့ရင်မဆိုးပြန်ဘူးเนาะဖြစ်လာပြီးတော့လဲတီးနေတာမဟုတ်ဘူးဒါကြောင့်မလို့ကိုဖြစ်ချင်တိုင်းမဖြစ်ဘူးဆိုင်ရအာယုံပေါ်မှာကြည့်ပြီးတော့ဖြစ်တဲ့ဖြစ်သည့်အတွက်ကြောင့် ကိုယ်ဆန္ဒကိုမလိုက်လျောဘူးမလိုက်လျောလို့ရန်သူလို့သတ်မှတ်တယ်။သူလည်းပဲသူ့ရဲ့တက်တန်းအားလျောသွားတခဏလေးဖြစ်ပြီးတခဏလေးပြန်ပြတ်သွားတာဖြစ်တော့ကြောင့်သူလည်းသူသက်သမားပဲဖြစ်ဟုတ်ကဲ့။နောက်ဆုံးကဝိညာဉ်ဆိုတဲ့အသိစိတ်လေးဒီအသိစိတ်ကလေးကလည်းပဲဒီဘလောက်လင်းမြန်စွာအာယုန်တွေမှာပြေးသွားနေတယ်လဲဆိုတာတာမန်နေတော့မသိဘူး။